တအန်းပြည်မိုးကုတ်ခရိုင်အုပ်ပိန်းပြည်ရွာမှာတအန်းစပေးအဖွဲ့ TNA ကဦးစီးဖွင့်လှစ်တဲ့အခြေခံစတင်တန်းကိုဧပြီလ2ရက်နေ့မှာတင်နန်းစင်ပွဲပြုလုပ်နိုင်ခဲ့ပါတယ်။တင်နန်းကိုဖေဖော်ဝါရီလ6ရက်နေ့ကစတင်ဖွင့်လှစ်ပြီး2လကြာတင်နန်းပို့ချခဲ့ပါတယ်။တင်နန်းစစ်ပွဲကိုဗိုလ်မှူးချုပ်တအောင်တမောင်းလည်းတက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ဗိုလ်မှူးချုပ်တအောင်တမောင်းကတအန်းလူမျိုးတွေက မိခေတအန်းဘာသာစကားစာပေတွေကိုအမြဲပြောဆိုသုံးစွဲရမှာဖြစ်ပြီး ဒါကြောင့်အခုတင်နန်းစစ်နဲ့ចောင်းသားចောင်းသူတွေအနေနဲ့လက်စစ်ကမ်းတင် जा ပို့ချပေးသွားဖို့လိုအပ်တယ်လို့မိမိကိုယ်တိုင်လည်းပြောဆိုသုံးဆွဲတင်တယ်လို့အမှားစကားပြောကြရမှာထဲ့သွင်းပြောကြခဲ့ပါတယ်။တင်နန်းတက်ရောက်သူ38ဦးရှိတဲ့ထဲမှာအမျိုးသား9ဦးသာပါဝင်တက်ရောက်ပါတယ်။အဲဒီကိုတအန်းစပေးအဖွဲ့ TNA ကတင်နန်း PC ကြောင်းမှတ်တမ်းလွာပေးအပ်ချိမြင့်ခဲ့ပါတယ်။တအန်းမျိုးနွယ်စုအများပြတာကြောင့်ဘာသာစကားအတုံးအနှုတ်တချို့ကွဲလဲမှုတွေရှိနေပါတယ်။ တအန်းလူမျိုးအခြေချင်းကြားပြောဆိုဆက်ဆက်ရမှာတအန်းဘာသာစကားပြောဆိုအသုံးပြုနိုင်ဖို့အတွက်ရုံသုံးဘာသာစကားကိုတက်မှတ်ခဲ့တာဖြစ်ပါတယ်။ရုံသုံးဘာသာစကားထဲမှာတအန်းမျိုးနယ်စုထဲမှာအများအပြည့်အသုံးပြုသည့်ဟောဟာရစကားလုံးများကိုရွေးချယ်စစ်ဆေးတက်မှတ်ခဲ့တာဖြစ်ပါတယ်။2025ခုနှစ်နောက်ဆုံးဆက်သွယ်ရတဲ့ဧပြီလ9ရက်နေ့အထိအခြေခံတအန်းရုံသုံးစာတင်ပန်းစက်တကြိမ်တအန်းစာပေအဖွဲ့တန်ခဲ့ပါတယ်ရှင်။ကျမမီယမင်းတို့ပါ။